ဘိနိဗ္ဗတိဒုက္ခအနဘိနိဗ္ဗတိဒုက္ခတဖန်ဖြစ်ရခြင်းသည်ရှင်ရဲပဲတဖန်မဖြစ်ရခြင်းသည်ချမ်းသာပဲလို့အဲ့လိုဖြစ်တယ်။ဉာဏ်မရှိရင်နားမလည်နိုင်ဘူးလက်မခံနိုင်ဘူးဒီဥစ္စာ။ဆိုလိုတာကဇာတိပရိသေတဖန်ပြန်ပြီးတော့မွေးပွားရတယ်ဖြစ်ရပဲဆိုရင်အဲ့ဒါပါတော့ရှင်ရဲပဲ။မဖြစ်ရဘူးဆိုရင်ချမ်းသာတယ်။အဲ့ဒါကို तू ကရှင်းအောင်ဘယ်လိုပြောလို့လဲ။ ဖြစ်ရပြီဆိုတာနဲ့ဘဝဖြစ်ရပြီဆိုတာနဲ့မင်းကတေချာပေါက်ပူတာကိုခံစားရလိမ့်မယ်အေးတာကိုခံစားရလိမ့်မယ်ဆာလောင်တာကိုခံစားရလိမ့်မယ်မှုတ်သိတာကိုခံစားရလိမ့်မယ်အစာဟာရစာလာရဲ့ရေးစာလာရဲ့ပေါ့နော်ပူတာရဲ့အေးတာရဲ့ထမင်းစာလာရဲ့ရေးစာလာရဲ့ကျင်ကြီးဆွံ့ရတဲ့ဒုက္ခကျင်ငယ်ဆွံ့ရတဲ့ဒုက္ခကိုမင်းရင်ဆိုင်ရလိမ့်မယ်ဟုတ်လားမီးနဲ့တွေ့ရတဲ့ဒုက္ခအပူတွေပေါ့တို့မီးနဲ့ကလည်းကင်းနိုင်တာမဟုတ်ဘူးလေထမင်းချင်ရင်ပြူရင် ံမျိုးမျိုးနဲ့တွေ့ရတဲ့ကိစ္စမိနဲ့တွေ့ထိရတဲ့ကိစ္စခန္ဓာကိုယ်ရှင်းရတဲ့ဒုက္ခတွေကိုမင်းဟာရှင်းဆိုင်ရလိမ့်မယ်ဒါတွေမကဘူးတဲ့ဆွေတွေမျိုးတွေကကိုယ့်ဘဝတွေကိုဝင်ရောက်ဆွတ်ဖက်တာကိုမင်းသိကြပေါ့ခံရလိမ့်မယ်နော်ဒုက္ခ10မျိုးဘယ်သူမှရှောင်မရတဲ့ဒုက္ခကိုပြောတာနော်ဖြစ်လာပြီဆိုတာနဲ့အဲ့ဒီဒုက္ခတွေကိုမင်းဟာရှင်းဆိုင်ရလိမ့်မယ်တကယ်လို့မင်းတဖန်ပြန်မဖြစ်ဘူးဆိုရင်အဲ့ဒီဒုက္ခတွေမင်းရှင်းဆိုင်ရတဲ့အကြောင်းရှိဘူး မဖြစ်တဲ့တရားလေးကိုဘုန်းဘုန်းတို့တွေကအထိုက်အထိုက်လေးအောင်ညံလေးတက်ဝင်နိုင်ပြီးတော့အဲ့ဒါလေးကိုနော်ရားကျင်တဲ့ဆန္ဒမျိုးလေးနော်ကိန်းစီခြင်းတာဣဒံမေပုံညာနိဗ္ဗာန်တပစ္စယဟောတုဆိုတာအဲ့ဒါကိုပြောတာနော်အဖမှန်ဖြစ်နေရင်တော့ဖြစ်ချင်းရဲ့နောက်ဆက်တွေကပြက်ချင်းပဲလားပဲအဲ့ဒါကျွတ်တော့တနာရှိနေတဲ့အခါကျတော့ပြက်ချင်းလားလို့မေးတော့မပြက်ချင်းပြက်တဲ့တရားတွေနဲ့အတူတူနေပြီးတော့မပြက်ချင်းဘူးဆိုတော့ရမလားအဲ့ဒါ ြက်တဲ့တရားတွေပြက်ချင်ကျုံလာတဲ့ခါမှာမပြက်ချင်တဲ့လူကဘာဘာဘလိုနည်းနဲ့တုံ့ပြန်မှာတော့စွရင်မှုငိုကြွေးမှုနဲ့ပဲတုံ့ပြန်မှာပေါ့ဘယ်ချိန်ကျရင်ထင်ရှားမှာတော့အဲ့ဒီအခြေအနေဆိုဟာကျမကြီးဖောက်ပြန်တဲ့အခြေသေကောင်းပေါင်းလဲဖြစ်တဲ့အခြေနောက်ဆုံးသေရတော့မဲ့အခြေမှာညံနေရင်ညံနေသလောက်အဲ့ဒီပျက်စီးမှုကြီးကကျတို့ရဲ့စိတ်ကိုမလုပ်တယ်မလို့ဖြီးစည်းလိုက်မယ်နှိပ်စက်လိုက်မယ်ဟုတ်လားဒါကြောင့်ဒီဃာထာလေးကိုဘုံဘုံကညံတက်ဝင်နိုင်စေခြင်းနဲ့ပေါ့နော် ုဏပုဏ္ဇာယတိမိယတိသပုဏပုဏ္ဏတိဝတိကံဟရန္တိမေခင်သာလတ္တအပုဏ္ဏဘောဟာယနပုဏပုဏ္ဇာယတိပုရိပညောအဖမံမွေးဖွားတော့အဖမံသေးရတယ်အဖမံသေးရတော့အဖမံသင်္ချမ်းကိုအပုခံရတယ်ဟုတ်လားဒါကြောင့်မလို့အဖမံမဖြစ်ဖို့အတွက်မဂ္ဂင်၈ပါးဆိုတဲ့နိလန်းမှန်ကိုရအောင်ယူရမယ်ယူပြီးတော့အဲ့ဒါကိုဘာလုပ်ရမလို့ပွားများရမယ်ဟုတ်လားပွားများလို့ဉာဏ်ပညာမြင့်လာပြီဆိုလို့ရှိရင်ဘာဖြစ်မလဲတော့အဖမံဖြစ်ရတဲ့သဘောသူ့မှာ ရှိတော့ဘူးတဲ့အဲ့ဒီကြတော့မှချမ်းသာမှာနော်အဲ့ဒီချမ်းသာကိုရလို့တဲ့စိတ်ဘလောက်ရှိလဲမရှိလဲကိုကိုကိုပြန်စီစစ်ရလို့တဲ့စိတ်မရှိဘူးဆိုရင်အဲ့ဒါညံတုံးနေသေးတယ်အဲ့ဒီညံသွေးလိုက်အောင်ဟုတ်လားတဏှာလောဘတော့ဖြစ်ပဲဖြစ်ချင်နေတာဖြစ်ပဲဖြစ်ချင်နေတာမဖြစ်ရတာကို तू ကြိုက်မလားတဏှာအကြိုက်ဘူးအဲ့ဒါဖြစ်ရပြီဆိုရင်တော့ဘလောက်အောင်တော့ပြရလိမ့်မယ်ဒုက္ခမျိုးစုံရှင်ဆန်ရလိမ့်မယ် ဒီသဘောကိုပြောတာနော်အဲ့ဒီဒေသနာလေးကိုဘုဘုံတို့တေချာလေးစဉ်းစားကြည့်လိုက်မြတ်စွာဘုရားဘာကိုအခြေခံပြီးတော့ပြောထားတာထက်ခါထက်ခါဖြစ်ရတယ်ဆိုတဲ့သဘောလေးကိုပြောတာနော်ပထမဆုံးကာပြောတာမျိုးစီကိုထက်ခါထက်ခါစိုက်ပြိုးနေကြတယ်မိုးကလည်းထက်ခါထက်ခါယွာနေတယ်လယ်သမားကလည်းထက်ခါထက်ခါထွန်ရစ်နေကြတယ်အိုးပြောရရင်လူသားတို့ကြီးတစ်ခုလုံးကဒီသီးနှံရဖို့အတွက်ထက်ခါထက်ခါစူးစမ်းအထောက်နေကြရတယ်နောက်ဒုတိယကာထာပြောတော့ တောင်းရန်စားတော့တဲ့လူတွေကလည်းထက်ခါထက်ခါတောင်းနေကြတယ်ရေရောတဲ့လူတွေကလည်းထက်ခါထက်ခါပေးနေကြတယ်ထက်ခါထက်ခါပေးတဲ့လူတွေကတော့ထက်ခါထက်ခါကောင်းတဲ့ဘဝတွေကိုရောက်ကြရတယ်ဒီသဘောလေးကိုမြတ်စွာဘုရားအရင်ပြောတာနော်နှုတ်ညစ်တဲ့လူတွေကထက်ခါထက်ခါညှစ်နေကြတယ်နွားပေါက်စလေးတွေကထက်ခါထက်ခါအမိနွားမကြီးစီကိုချင့်ကပ်နေကြတယ်ထက်ခါထက်ခါသူတို့ဟာပင်ပန်းကြတယ်ထက်ခါထက်ခါတုံလှုပ်ကြရတယ်အဲ့ဒါလိုပဲအတိညာဏုံနဲ့မိုက်မဲတဲ့ပုံစံတွေကလည်းထက်ခါထက်ခါအမိဝမ်းကောင်းကို အောင်းညာရတယ် ဲ့လိုထက္ကတကပြိတ္တိနေရပြီဆိုတော့ထက္ကတကမွေးဖွားလိမ့်မယ်မွေးဖွားပြီဆိုရင် ထက္ကတကသေဆုံးရလိမ့်မယ်ထက္ကတကသေရပြီဆိုရင်ထက္ကတကသင်္ချိုင်းကိုအပုတ်ခံရလိမ့်မယ်အဲ့ဒါကြီးကိုကြိုက်သလားကောင်းတယ်လို့ထင်သလားကိုယ့်ကိုပဲစဉ်းစားအောင်နော်အဲ့ဒါကြီးကိုမကြိုက်ဘူးဆိုရင်ထက္ကတကမဖြစ်ဖို့အတွက်မှန်ကန်တဲ့နီလန်းကိုရအောင်ရှားရမယ်မှန်ကန်တဲ့နီလန်းမျိုးဆိုဖရဲကြည်သူကြောင့်ကျွတ်တို့မရဘူးလားရတယ်မဲခင်ရှိပါတတိပဌံတရားဟာထက္ကထက္ကမဖြစ်ဖို့အတွက်မှန်ကန်တဲ့နီလန်းနော် အဲ့ဒါကိုကြိုးစားပြီးတော့ပွားမယ်ဆိုရင်ဉာဏ်ပညာကြီးလာလိမ့်မယ်ဉာဏ်ပညာကြီးလာရင် तू ထက်ခါခါမဖြစ်တော့ဘူးတဲ့ဘလောက်နှစ်သာရရှိတော့တော့ထက်ခါထက်ခါဖြစ်နေရတဲ့ကိစ္စတွေကိုဘုဖုံတို့ကဉာဏ်သက်ဝင်နိုင်ဖို့လုပ်တယ်နော်ဟိုတန်လျာနဲ့ခြီးပြီးတော့ကြည့်မယ်ဆိုရင်တော့ကျိန်ဖတ်များစွာမွေးဖွားရတဲ့ကျိန်ဖတ်များစွာသိရတဲ့ထက်ခါထက်ခါဖြစ်နေတယ်ပေါ့ဒီဘဝတစ်ခုတည်းမှာလည်းပဲထက်ခါထက်ခါဖြစ်နေရတဲ့ကိစ္စတွေကိုညှင်းငွေဖို့အတွက်စဉ်းစားတတ်တဲ့ဆိုကြပါစို့ အရာနိုးပြီနိုးပြီဆိုတာနဲ့မနေ့တုန်းကမနေ့ခင်းမှာနိုးလာခဲ့တဲ့ပုံစံအတိုင်းကျွတ်တို့ဘာလို့ရတော့ထက်ခါထက်ခါအိမ်သားတရားလဲထက်ခါထက်ခါမျက်နှာတေးရမယ်ထက်ခါထက်ခါစားဖို့တတ်ဖို့အတွက်ချက်ပြုတ်ကြရမယ်ဒီပုံစံကြီးပဲနော်စားရတဲ့တောက်တယ်ကြီးကြီးကျင်ငယ်ဆောင်နေဟုတ်လားပြောနေကြစကားပြောတယ်လုံနေကြအလုံလုံတယ်ပြီးတယ်လို့လည်းမရှိဘူးနော်နောက်ဆုံးဒီဝင်လေထွက်လေဝင်ထွက်နေတဲ့ကိစ္စကိုလည်းကြည့်ပါဦး ပုံမှန်ပဲဝင်နေထွက်တယ်။ဟုတ်လား။ဒီလိုနဲ့ဘာမှမထူးတဲ့ဖြစ်ရက်တွေကိုဘုံဘုံတို့တွေကနော်ဖြစ်နေစီရင်နဲ့ဘာမှမထူးတဲ့ကိစ္စတွေဖြစ်နေရင်နဲ့ဘဝခီးကိုပွားနေတာ။ဘာမှမထူးဘူး။ဟုတ်လား။ဘုံဘုံကဒီဒေသနာလေးကိုဖတ်ရတဲ့အခါနော်ပြောဖို့စဉ်းစားတဲ့အခါမှာစိတ်ထဲမှာပေါ်လာတဲ့စကားလုံးကဩဒီမထူးတာတွေကိုပဲထက်ခါထက်ခါလုံနေကြတာ။ဘာမှမထူးဘူး။ ဘယ်မှမရောက်ဘူးဒီနားတင်လဲနေတာပေါ့နော်ဘာမှမထူးဘူးထူးတာကဘာတော့ဆိုတော့ထူးတာအမှန်သိတယ်တရားသိတယ်တရားကမှတကယ်ထူးတာတရားမရမချင်းတော့ဘယ်ဟာမှဘာမှမထူးဘူးစင်ရသားဖြစ်လဲမထူးဘူးလူချမ်းသာကြီးဖြစ်လဲမထူးဘူးဘာကြီးဖြစ်လို့မှမထူးဘူးဟုတ်လားအဲ့ဒီမထူးတာကိုဘုန်းဘုန်းတို့ဘာလို့ဘာလို့နိုင်မလို့တော့မြင်နိုင်မလို့လို့ မထူးတဲ့ကိစ္စကို မြင်တတ်ဖို့လိုတယ်အဲ့ဒီမထူးတဲ့ကိစ္စကိုမြင်တာဘာကိုရစေမလို့ထင်လဲမဝေကညာကိုရစေမယ်ပေါ့နော်စဉ်းစားကြည့်လိုက်တနေ့လာလဲလုတ်ပြန်ပြီးဒါပဲနောက်တစ်ခါလာလဲဒါပဲဒီလိုနဲ့မသေးနေကြတိုင်းသေရအောင်ပဲပေါ့